ဒီနေ့မှတော့ကျွန်တော်မြန်မာနိုင်ငံရဲ့နိုင်ငံတော် brand လို့ပြောလို့ရမယ် Xiaomi Redmi ဖုန်းတွေမှာပါတဲ့အသုံးဝင်တဲ့တစ္ဆန်ထွက်တဲ့စက်တင်နေကြအောင်ပြောပြပေးမယ်။အဲ့တော့မိတ်ဆွေတို့ဒီဗီဒီယိုထဲမှာမိတ်ဆွေတို့လုံးဝမသိသေးတဲ့တစ္ဆန်ထွက်လေးအကြောင်းကိုလေ့လာလို့ရပြီ။အဲ့တော့ဘယ်လိုမျိုးတစ္ဆန်ထွက်တွေစက်တင်နေပါလဲဆိုတာကိုကျွန်တော်အတူတူဆုံးဖြတ်ကြည့်လိုက်အောင်။ပထမဆုံးတစ်ခုကတော့ကိုက Xiaomi Redmi China version ဖုန်းတွေကိုကင်ထားတယ်ပေါ့နော်အဲ့ချိန်မှာကိုကဖုန်းတုံးတဲ့အချိန်မှာ home screen မှာ ဘယ်ဘက်ကိုဆွဲလိုက်ရင်တရုတ်စာတရုတ် website တွေပေါ်လာတာအဲဒါမှမဟုတ်ဖုန်းကိုအပေါ်ဆွဲလိုက်ရင်ဒီလိုမျိုးတရုတ်စာတွေတရုတ် website တွေပေါ်လာတာကမျက်စိနောက်လည်းသုံးရတာအဆင်မပြေဘူးဆိုရင်ကျွန်တော်အခုပြောမယ့် setting လေးကိုပိတ်လိုက်အဲဆိုရင်လုံးဝအဆင်ပြေသွားလိမ့်မယ်အဲ့တော့ကျွန်တော်က Redmi ရဲ့ Note 30လေးနဲ့ပဲလုပ်ပြလိုက်ပဲပေါ့နော်ဒါလေးကဘယ်လိုမျိုးလေးလဲဆိုတော့ဥမာကျွန်တော်ဘေးဘက်ကိုဆွိုက်လိုက်ရင်ဒီမှာတရုပ်စာရင်းနဲ့ဒီလိုမျိုး app တွေပေါ်လာတယ်။နောက်ပြီးတော့ကျွန်တော်ဖုန်းအပေါ်ဆွိုက်လိုက်မယ်ဆိုရင်ဒီလိုတရုပ်စာရင်းပေါ်လာမျက်စိနောက်တဲမကြည့်ချင်ဘူးဆိုရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ပထမဆုံးကျွန်တော်တို့ setting ထဲဝင်မယ်။ ောက်ပြီးတော့ကျွန်တော်တို့ home screen နဲ့ဝင်လိုက်မယ်အဲဒီမှာ app box ဆိုတာလေးရှိရပါတော့ဒီဟာလေးက open ဖြစ်နေတယ်ဒါလေးကို off လိုက် time off နဲ့နောက်တစ်ခုကဘာကိုဆက်လုပ်ရမလဲဆိုတော့သူ့ရဲ့အောက်မှာရှိတဲ့ swipe up on the home screen ဆိုတာရှိရပါတော့အဲဒီမှာဆိုရင်ကျွန်တော် console center ဆိုတာကိုပေါ်နေတယ်အဲ့ဒါကိုနမ်လေးထားပြလိုက်ဒါဆိုရင်တော့ရပြီကိုယ့်ရဲ့ phone ရဲ့ home screen မှာဘလို့မှတိဥစာတွေ ေါ်နေမှာမဟုတ်တော့ဘူးနောက်တစ်ခုကတော့ကိုက screen shot ရိုက်တဲ့နေရာမှာဒီလိုမျိုးလက်သုံးချောင်းနဲ့ screen shot ရိုက်ရတော့တိတ်ပြီးတော့အထာကျလို့မခံစားဘူးအဲဒါမှမဟုတ်ကိုကလက်တစ်ဖက်တည်းနဲ့ဖုန်းသုံးလို့လက်သုံးချောင်းနဲ့ screen shot ရိုက်ရလို့အဆင်မပြေဘူးဆိုရင်ဖုန်းရဲ့ကြောဘက် channel ကို double tap ခောက်လိုက်ုံနဲ့ screen shot ရိုက်လို့ရတဲ့နီလန်လေးကိုကျွန်တော်ခုပြောပြပေးမယ်အဲ့တော့ဘယ်လိုမျိုးလုပ်အောင်လဲဆိုတာကိုကြည့်လိုက်အောင်ပုံမှန်ကိုက screen shot ကိုဒီလိုမျိုးလက်သုံးချောင်းနဲ့ screen shot ရိုက်ရတာကိုတိတ်အထာမကျဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးအထာကျကျရိုက်လို့ရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ် နောက်ပြီးတော့ကျွန်တော်တို့ addition နဲ့ setting နဲ့ထပ်ဝင်မယ်။ဒီမှာ gacha shortcut ဆိုတာရှိရပါတော့။အိတ်ထဲကိုဝင်လိုက်။အိတ်ထဲဝင်သွားရင်ဒီအောက်မှာဆွဲချလိုက်ရင်အဲ double tap to fingerprint sensor တော့ပါတယ်။အဲ default ကတော့ side mount တဲ့ fingerprint sensor ဖြစ်တတ်တဲ့ကြောင့် double tap to fingerprint sensor ဖြစ်နေတာ။ကိုဖုန်းက side mount တဲ့ fingerprint sensor မဟုတ်ဘူး။ analog fingerprint sensor နဲ့ဆိုရင်တော့အဲဒီနားမှာ button ဆိုတာပြောတာပါတော့။အဲကျွန်တော်ကတော့ဒီမှာက double tap to fingerprint sensor ပါပဲ။ပုံမှန်နန်းဖြစ်နေတယ်။အဲ့နန်းမှာကိုနှိပ်လိုက်။ ိပ်ပြီးတော့ဟိုးအပေါ်ဆုံးကိုဆွဲလိုက်မယ်ဆိုရင် take a screenshot ဆိုတာရှိတယ်။အားလေးကိုနှိပ်ပေးလိုက်။အားဆိုရင်ကိုက screenshot ရိုက်တဲ့အခါမှာဒါ၃ချောင်းနဲ့ဒီလိုမျိုးရိုက်နေကြမလို့ပဲနဲ့ကိုယ့်ရဲ့ fingerprint sensor ကိုနှစ်ချက်ထိလိုက်တာနဲ့ screenshot ကိုအထားကြကြရိုက်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့ privacy နဲ့ဆိုင်တယ်ပေါ့နော်။ကိုကကံကောင်းချောင်းမလားလို့ကိုဖုန်းလေးအခိုးခံလိုက်ရတဲ့အချိန်မှာကိုဖုန်းကိုခိုးရတဲ့လူကကိုဖုန်းရဲ့ power ကိုအလွယ်တကူ off လို့မရအောင် လုပ်လို့ရတဲ့နည်းလမ်းလေးရှိတယ်အဲဒါလေးကိုဘယ်လိုလုပ်အောင်လဲဆိုတာကိုကျွန်တော်အခုပြောပြပေးပါမယ်ဒါလေးကိုဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်ပြီးကြတော့အောက်လေးကိုနည်းနည်းလေးဆွဲချပြီးတော့ saturation တွေပါရှိတယ်ဒီ saturation တွေတော့ထွက်ဝင်လိုက်အဲဒီမှာဆိုရင် shutdown confirmation ဆိုတာရှိရပါတော့အဲလေးတော့ထွက်ဝင်အဲဒီမှာတော့ကျွန်တော်တခါတည်းကြိုပြီးတော့ on ထားတာပါတော့အဲပုံမှန်ဆိုရင်အဲဒီလို off ဒီမှာအဲဆိုရင်ကိုက on ပေးလိုက် on ပေးလိုက်ပြီးတော့ကိုကဖုန်းကို power ဒီလိုမျိုး off တင်တာဆိုရင် तू ကတခါတည်း power off သွားတာမဟုတ်ဘဲနဲ့ ကိုထားထားတဲ့ကိုဖုန်းရဲ့ lock number ကိုတောင်းလိုက်မယ်အဲ့တော့မိတ်ဆွေဖုန်းကိုမိတ်ဆွေမတီးပဲအခြားတယောက်က power off မယ်ဆိုရင်သူကမိတ်ဆွေ password ကိုတိမရမယ်အဲ့တော့ကိုရဲ့ security ကပိုကောင်းတာပေါ့နောက်ဆုံးတစ်ခုကတော့ကိုကကိုရဲ့ဖုန်းလေးကိုတုံးတာကြားတဲ့အခါမှာ speaker တိတ်ပြီးတော့အတန်မကြားရတော့တာတို့ဒီလိုမျိုး test တွေပါဆွဲတဲ့အခါကျရင်လည်းတိတ်ပြီးတော့မိတယ်လို့မခံစားအောင်ဆိုရင်ဒီလိုမျိုး error တွေကကိုဖုန်းမှာတကယ်ဖြစ်နေတာလားဆိုတာကိုလွယ်လွယ်တကူကူစမ်းလို့ရတဲ့နည်းလမ်းလေးရှိတယ်။ဒါလေးကိုဘယ်လိုစမ်းရမလဲဆိုတာကိုကျွန်တော်အခုပြောပြပေးပါမယ်။ဒါလေးကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်။ အဲပြီးကြတော့ဒီမှာ mind device ပါရှိရပါတော့ mind device ထဲဝင်လိုက်အဲပြီးကြတော့ဒီအောက်လေးမှာ detain influence pass ပါရှိရဲအဲထဲကိုဆက်ဝင်လိုက်ပြီးကြတော့ဟိုးအောက်လေးကိုနည်းနည်းလေးဆွဲထားပြီးတော့ kernel version ဆိုတာရှိရဲအဲ့လေးကိုခက်မြက်မြက်လေး၅ချက်လောက်နှိပ်ပေးလိုက်အဲဆိုရင်ဒီမှာကိုဖုန်းရဲ့အထဲမှာပါတဲ့စက်ပစ္စည်းတွေကကောင်းမကောင်းဆိုတာကိုစစ်ချင်တဲ့အဆက်တွေပါပြီအဲဒီမှာဆို display test setter ပါတယ် အဲ bottom speaker ဆက်တာတွေပါတယ် mic test ဆက်တာတွေပါတယ်ပေါ့နော်မျိုးစုံစစ်ချင်တာကိုကိုကြိုက်တယ်လို့စစ်လို့ရပြီအဲတော့ဒီ video လေးက Xiaomi Redmi ဖုန်းတွေမှာပါတယ်အသုံးဝင်တဲ့ feature လေးတွေတက်ဆန်ထွက်လေးတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ် video မှာလည်းဒီလိုမျိုးအသုံးဝင်တဲ့တက်ဆန်ထွက်လေးတွေ feature လေးကိုပြောပြပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်အောက်ခံပါ